မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့ April 23ရက်နေ့ညနေပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးရမယ်ပထမဆုံးတင်ဆက်ပေးရမယ်တိုက်ပွဲသတင်းကတော့ရခိုင်ပြည်နယ်အမ်းမြုံနယ်လုံကြီးရွာအနောက်ဘက်နယ်ဘူတီရောင်မောင်တော်ဒေသတွေမှာအာနာသိအကြမ်းဖက်စစ်ကောင်စီတပ်နဲ့ရခိုင်တပ်တော် AA တို့တိုက်ပွဲတွေပြင်းပြင်းထန်ထန်ဖြစ်ပွားနေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် အမ်းမြို့နယ်လုံးကျေးရွာအနောက်ဘက်မီတာ1400ခန်းအကွာမှာစစ်ကောင်စီတပ်ဖွဲ့ဝင်90ခန်းပါတဲ့စစ်ကြောင်းနဲ့ရခိုင်တပ်တော် AA တို့နိုင်ဝက်ခန့်ကြောင်းအောင်တိုက်ပွဲတွေဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။အဲ့ဒီတိုက်ပွဲမှာစစ်ကောင်စီကလက်နက်ကြီးပစ်ကူအပြင်လေကြောင်းပစ်ကူတွေကိုပါအသုံးပြုပြီးတော့တိုက်ခိုက်ခဲ့တယ်လို့ဆိုပါတယ်။နိုင်ဝက်ခန့်ကြောင်းအောင်တိုက်ပွဲဖြစ်ပွားပြီးတဲ့နောက်မှာစစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာအကြဆုံးများပြားပြီးတော့အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်နာပါခါကိုပြန်လည်ဆုတ်ခွာသွားတယ်လို့သိရပါတယ်။ ဆက်လက်ပြီးတော့အေပီလာ17ရက်နေ့မနက်7:00နာရီကျော်အချိန်မှာအမ်းမြို့နယ်မင်းဘော်ကျေးရွာရဲ့တောင်ဘက်မီတာ1000ခန့်အကွာမှာစစ်ကောင်စီတပ်နဲ့အေအေတို့ထိတွေ့တိုက်ပွဲတွေဖြစ်ပွားခဲ့တယ်လို့သိရပါဗျာ ညနေ၄နာရီအချိန်ထိနှစ်ဖက်အပြန်အလှန်ပစ်ခတ်တိုက်ခိုက်ခဲ့ပြီးတော့စစ်ကောင်စီဘက်က9ဦးသေဆုံးက10ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါဗျ။ဒါအပြင်အေဘီလာ10ရက်နေ့ညနေ6နာရီကျော်အချိန်မှာမောင်တော်မြို့နယ်ကံပြင်းသားစီခြေရွာအရှိတ်2.5ကီလိုမီတာခန့်အကွာမှာစစ်ကောင်စီတပ်နဲ့ AA တို့တနအီကြောင်တိုက်ပွဲတွေပြင်းထန်ခဲ့တယ်လို့သိရပါဗျ။အဲ့ဒီတိုက်ပွဲအတွင်းမှာလည်းစစ်ကောင်စီတပ်သား6ဦးသေဆုံးပြီး10ဦးပြင်းထန်စွာဒဏ်ရာရရှိသွားတယ်လို့ AA ကပြောပါတယ်။နှစ်လကျော်ကြာအောင်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တဲ့မောင်တော်မြို့နယ်ကအကြီးဆုံးဗျူဟာတစ်ခုဖြစ်တဲ့ ကျိန်ချောင်းဘျူဟာဆယ်စခန်းကိုရခိုင်တပ်တော် AA က AP လ12ရက်နေ့မှာအပိသက်သိမ်းပိုက်နိုင်ခဲ့တယ်လို့ရခိုင်တပ်တော် AA ကအတည်ပြုထုတ်ပြန်ထားပါတယ်။ကျိန်ချောင်းဘျူဟာစခန်းဟာနခခခွန်ဖြစ်ပြီးတော့စစ်ကောင်စီတပ်ဖွဲ့ဝင်100ကျော်၊နေကြားဆောင်တပ်ဖွဲ့ဝင်400ကျော်နဲ့တပ်မိသားစုဝင်150ခန့်ရှိတယ်။အင်အားကြီးတဲ့တပ်စခန်းကြီးတစ်ခုလည်းဖြစ်တယ်လို့သိရပါတယ်။သို့တော်လည်းရခိုင်တပ်တော် AA ရဲ့အရှိန်မြင့်ထိုးစစ်ကြောင့်ကျိန်ချောင်းဘျူဟာကိုအပိသက်သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်ပြီးတော့တပ်ဖွဲ့ဝင်မိသားစုတွေနဲ့လက်နက်ခဲယံအများပြားကိုလည်းဖမ်းဆီးရမိခဲ့တယ်လို့သိရပါတယ်။ လက်နက်မချတဲ့ရခိုင်ပြည်အတွင်းကစစ်ကောင်စီတပ်စခန်းတွေအားလုံးကိုရခိုင်တပ်တော်အေအေကထိုးစစ်ဆင်တိုက်ခိုက်သွားမှာဖြစ်ပြီးတော့စစ်ကောင်စီတပ်ရင်းတွေအနေနဲ့အချိန်မီလက်နက်ချအညံ့ခံမှုကိုလည်းအေအေကထပ်မံတရိပ်ပေးနေတယ်လို့သိရပါဗျ။အထူးသဖြင့်စစ်တွေးကြောက်ဖြူတောင်ကုတ်အမ်းမြုံနယ်တို့မှာရှိတဲ့စစ်ကောင်စီတပ်ရင်းဌာနချုပ်စစ်စခန်းများအနေနဲ့အမြန်ဆုံးလက်နက်ချအညံ့ခံမှုကိုရခိုင်တပ်တော်အေအေကတရိပ်ပေးနေခြင်းဖြစ်ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ်တရင်ကတော့အကျန်းဖက်စစ်ကောင်းဆောင်မင်းအောင်လှိုင်ဟာနေပြည်တော်မှာမရှိတော့ပဲဒကြံကာလကိုပြည်ဦးလွယ်မှာတွားရောက်ပြီးတော့အနားယူနေတယ်ဆိုတဲ့တရင်ကိုတင်ဆက်ပေးပါမယ်အပီလာ၁၂ရက်နေ့ညနေပိုင်းမှာနေပြည်တော်ကနေပြည်ဦးလွယ်ကိုထွက်ခွာခဲ့တာဖြစ်ပြီးတော့ထူးခြားတာကတော့သူတယောက်တည်းသွားတာမျိုးမဟုတ်ဘဲနဲ့သူ့ရဲ့လူတွေဖြစ်တဲ့ကြီးရေလေးစစ်ဗိုလ်ချုပ်တွေစစ်ကောင်းစီအဖွဲ့ဝင်တချို့တိုင်းမူကဆထမူတွေကိုပါတပါတဲ့တပြုတ်တမကြီးခေါ်ချသွားတာလို့သိရပါတယ် အရင်နှစ်ကကြံကာလာတွေမှာဆိုရင်မင်းအွန်လိုင်းကမိသားစုနဲ့အချိန်ဖြုန်းလေးရှိပြီးတော့ဒီနှစ်မှာတော့ထူးထူးခြားခြားစစ်ဘိုလ်ချုပ်တွေကိုပါသူ့အနားမှာခေါ်ထားတာဖြစ်တယ်လို့သိရပါတယ်။ပြည်ဦးလွေကိုရောက်ရှိနေတဲ့မင်းအွန်လိုင်းဟာသူစီစဉ်ထားတဲ့နိုင်ငံတော်ဧကေဟာတက်မတော် VIP ဧကေဟာနဲ့သူ့ရဲ့အိမ်လိုနေရာမျိုးတွေမှာမနေဘဲနဲ့ပြည်ဦးလွေတက်မတော်အုပ်ချုပ်မှုတင်နန်းကျောင်းအတွင်းမှာတခြားစစ်ဘိုလ်ချုပ်တွေနဲ့အတူအဖွဲ့လိုက်နေထိုင်နေတာဖြစ်တယ်လို့သိရပါတယ်။တက်ချုပ်ကပြည်ဦးလွေတက်မတော်အုပ်ချုပ်မှုတင်နန်းကျောင်းမှာရှိတဲ့ အဲ့ရိတ်သားလုံချင်းလေးမှနေတယ်ကြံတဲ့စစ်ဘိုလ်ချုပ်ကြီးတွေကအဆောင်ကြီးတွေမှာအခန်းတွေပြန်ပြီးတော့ခွဲရန်ချပေးထားတယ်ကြီးရည်လေးကာဆတ်ထမှုတွေတခြားအရာရှိချုပ်နဲ့ညှို့မှုတွေကိုအဆောင်ကြီးတွေမှာအခန်းတွေပြန်ပြီးတော့ခွဲရန်ချပေးထားတယ်လို့စစ်ဘက်ဆိုင်ရာသတင်းအရင်းမြစ်ကပြောကြားထားပါတယ်နေပြည်တော်မှာသဘောထားတင်းမာနေတဲ့စစ်ဘိုလ်ချုပ်ခေါင်းတချို့ကအကြမ်းဖက်ခေါင်းဆောင်မင်းအွန်လိုင်းကိုဖျောက်ချပြီးတော့အာဏာလုယူဖို့ကြံစီနေတာကြောင့်ဖမ်းဆီးမှုတွေရှိနေတဲ့အချိန်မှာမင်းအွန်လိုင်းက ပြင်ဦးလွင်ကိုစစ်ဘုတ်ချုပ်တွေခေါ်ပြီးတော့အဖွဲလိုက်သွားရောက်အနားယူနေတာလည်းဖြစ်နိုင်တယ်လို့ပြောဆိုခဲ့ပါတယ်။ဒါအပြင်သူစီးနေနေတဲ့စစ်တပ်ရဟတ်ရင်နဲ့လေရင်တွေကိုလည်းကြံကာလာအတွင်းမှာလေတပ်ကိုအသည့်ပြင်ဆင်ခိုင်းတာကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့ကရင်ပြည်နယ်မြောက်ရီမြို့နယ်မှာအကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်တွေပုံအောင်နေတဲ့အမှတ်နှစ်ချက်ကြီးရေးတံတားပုံမှန်အတိုင်းပြန်လည်ဖွင့်လှစ်နေပြီးတော့ ကုန်ကားတွေဟာလည်းဒီကနေ့မနက်ပိုင်းကစတင်ပြီးတော့ဖြတ်တန်းသွားလာနေတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ AP လ73ရက်နေ့မနက်ပိုင်းကစတင်ပြီးတော့အမှတ်နဲ့ချစ်ကြီးတရားမှာကုန်တင်ရင်နဲ့ကုန်စီများတင်ပို့နေတဲ့ကားများအလုံးဟာထိုင်းနိုင်ငံနဲ့မြန်မာနိုင်ငံနှစ်ခုစလုံးမှာပုံမှန်အတိုင်းလဲပတ်နေကြခြင်းဖြစ်တယ်လို့သိရပါတယ်။စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရှိနေတဲ့အတွက် တစုံတရာအရင်ကလိုမျိုးကုန်စည်စည်းဆဲမှုတွေနှောင့်နှေးမှုမရှိတော့ဘဲနဲ့ပုံမှန်အခြေအနေလိုမျိုးပဲပြန်လည်လည်ပတ်နေပြီဖြစ်တယ်လို့သိရပါဗယ်အခုကအမှတ်နဲ့တရားဘက်မှာကုန်စည်တွေကပုံမှန်အခြေအနေလိုပဲတွာလာပြီးတော့ပို့ဆောင်နေပါတယ်စစ်ကောင်စီတပ်ဖွဲ့ဝင်တွေတောင်မှကုန်ကားတွေကြားမှာပျောက်တယ်လို့ဖြစ်နေပြီသူတို့ကတော့ရှိနေသေးပါပြစ်ခတ်မှုလည်းအတန်မကြားရပါဘူးလို့ဒေသခံပြည်သူတို့ကပြောဆိုထားပါတယ်မြောက်ပြည်မြို့ပေါ်မှာလည်းတိုက်ပွဲတွေတစုံတရာဖြစ်ပွားခြင်းမရှိဘဲနဲ့ BGF ခေါ် KNA တပ်ဖွဲ့ဝင်တွေကလုံခြုံရေးယူထားဆဲဖြစ်တယ်လို့သိရပါတယ် မဲဆောက်မြဝတီကူးလူးနေတဲ့အမှတ်1တရားဟာလည်းပုံမှန်အတိုင်းဖွက်လက်ထားပြီးတော့ပြည်သူများဟာလည်းနေ့စဉ်ထောင်ချီပြီးတော့တွာလာဖြတ်တန်းနေကြတယ်လို့သိရပါတယ်။စိုင်းတွေကတော့ပုံမှန်ဖွင့်လာတွေရှိပါတယ်။ကြံမှုတို့လို့ပိတ်ထားတဲ့စိုင်းတွေလည်းရှိကြတယ်။အချင်းတွေကတော့လူတွေကတော့ပုံမှန်ပဲကလေးတချို့ရေပက်နေကြတာတွေရှိပါတယ်။ BGF ကတော့ မြို့မှာလမ်းစုံတိုင်းမှာရှိနေတယ်လို့မြောက်ရီမြို့ကဒေသခံတအုပ်ကပြောပြလာပါတယ်မြောက်ရီမြို့မှာ AP လ17ရက်နေ့ကနေစတင်ပြီးတော့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေမရှိတော့ဘဲနဲ့ BGF အဓိကထိန်းချုပ်ထားပြီးတော့ KNU ကတော့မြားမကြမီမှာအုပ်ချုပ်ရေးတွေစတင်မှာဖြစ်ကြောင်းကိုကြေညာထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့ AR တန်းကျုံပြော်မြို့နယ်မှာစစ်မှုထမ်းဥပဒေနဲ့လူစုဆောင်နေတဲ့မဲခဲရဲ့ခြေရွာအုပ်စုအုပ်ချုပ်ရေးမှုဖိုးဆောင်ကိုပြစ်ခတ်တိုက်ခဲ့ရာတိုက်ဆုံသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် ဧပြီလ12ရက်နေ့ညနေ6နာရီခွဲအချိန်မှာကျုံပြော်မြို့နယ်မဲခရက်ကျေးရွာအုပ်စုစစ်ကောင်စီခန့်အုပ်ချုပ်ရေးမှုဖိုးဆောင်ကိုရွာတေကုန်းကျေးရွာအနီးလမ်းပိုင်းမှာပသိမ်ခရိုင်ပြည်သူ့ကာကွယ်ရေးအဖွဲ့နဲ့ဟင်္ဒရာမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့တို့ကပစ်ခတ်တိုက်ခိုက်ခဲ့ရာပွဲချင်းပြီးတိတ်ဆုံးခဲ့တယ်လို့သိရပါတယ်။တိတ်ဆုံးသွားတဲ့အကြမ်းဖက်စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှုဖိုးဆောင်ဟာစစ်ကောင်စီရဲ့မတရားအာဏာသိမ်းပြီးတဲ့ကာလမှာအုပ်ချုပ်ရေးမှုဖြစ်လာတဲ့စစ်ထွက်လူမိုက်ဖြစ်ပြီးတော့အကြမ်းဖက်စစ်ကောင်စီကခိုင်းစေတဲ့အတိုင်းပြည်သူတွေကိုချင်းချောက်အနိုင်ကျင့်ငွေကြေးတောင်းခံခြင်း လောင်ကစားဝိုင်းတွေကိုဥဆောင်ပြုတ်လုချင်းစစ်မှုထမ်းဥပဒေကိုအကြောင်းပြပြီးတော့ကြေးရွာနေပြည်သူတွေကိုမတရားငွေကြေးကောက်ခံခြင်းတွေကိုပြုတ်လုနေတဲ့သူဖြစ်တယ်လို့သိရပါတယ်။အခုလိုမျိုးအကြမ်းဖက်စစ်ကောင်စီအလို့ကြပြည်သူတွေကိုဒုက္ခပေးနေတာတွေကိုဆက်လက်မလုဆောင်ဖို့အတွက်ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေကအချိန်ချင်းတရီပေးခဲ့တော်လဲလိုက်နာခြင်းမရှိဘဲစစ်မှုထမ်းဥပဒေကိုပြက်ပြက်သားသားပုံဖော်မယ်လို့ကြွေးကြော်ကဆက်လက်ပြီးတော့ဆောင်ရွက်နေတဲ့အတွက်ပြစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်တယ်လို့ AOD တိုင်းပြည်သူ့ကာကွယ်ရေးအဖွဲ့သတင်းနဲ့ပြန်ကြားရေးကတာဝန်ရှိသူတို့ကပြောပြလာပါတယ်။ AOD တိုင်းအတွင်းမှာရှိတဲ့အုပ်ချုပ်ရေးမှူးများပြူစောထီးများဟာစစ်ကောင်စီအလိုကြပြည်သူစစ်ဖွဲ့စည်းမှုအတွက်ပြည်သူတွေကိုအတင်းအဓမ္မချင်းချောက်ဖိအားပေးပြီးလှုံ့ဆော်နေပါကဆက်လက်ပြီးတော့ပြစ်ခတ်တိုက်ခိုက်သွားမယ်လို့ပသိမ်ခရိုင်ပြည်သူ့ကာကွယ်ရေးအဖွဲ့ကသတိပေးထုတ်ပြန်ထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ခရမ်းမြို့နယ်ကြည်နီချောင်ကျေးရွာမှာအပီလာ12ရက်နေ့ညကစစ်ကောင်စီတပ်သားအချင်းချင်းရန်ဖြစ်ကြပြီးတော့ပစ်ခတ်မှုတွေနဲ့ဘုံးပေါက်ကွဲမှုတွေဖြစ်ပွားခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။အပီလာ12ရက်နေ့ညပိုင်းကကြည်နီချောင်ကျေးရွာမှာစစ်သားအချင်းချင်းရန်ဖြစ်ကြပြီးတော့တနက်9ချက်အရင်ပစ်ဖောက်ခဲ့တယ်လို့သိရပါတယ်။အဲ့ဒီနောက်မှာတော့ဘုံးတလုံးပေါက်ကွဲခဲ့တယ်လို့သိရပါတယ်။ဖြစ်စဉ်အပြီးမှာထိကဒဏ်ရာရရှိခဲ့ကြတဲ့စစ်ကောင်စီတပ်သားတွေကိုဖျားပြိုကျေးရွာဘက်ကနေပြီးတော့အရေးပေါ်ကားနဲ့တင်ဆောင်သွားတယ်လို့သိရပါတယ်။ ခွေးချင်းချင်းရံဖြက်ပြီးတော့တနက်၅ချက်အရင်ဖောက်တယ်ပြီးတော့ဘုံထပေါက်တယ်ပြီးတော့ရွာထဲကိုလာပြီးတော့ PDF နှစ်ယောက်မိတယ်လို့လို့ဘာလို့လို့နဲ့အဲ့ဒါကိုជីနီချောင်းအုပ်ကြီးကပြပါလားဆိုတာကိုမပြဘူးလို့ပြောသွားတယ်လို့ပြည်သူတို့ကပြောဆိုခဲ့ပါတယ်ဆက်လက်ပြီးတော့ဘုံပေါက်ခဲ့တဲ့တဲမှာသူတို့ကတက်ဆွဲပြီးတော့နေနေတာသူတို့အချင်းချင်းရံဖြင်းနဲ့ပြစ်တာဖြစ်မယ်ကိစ္စတွေပြီးသွားလို့သွားကြည့်တော့အဲ့ဒီတဲကိုလည်းမီးရှို့သွားတယ်မတော့ရသေးတဲ့ဘီယာနှစ်ဖာလည်းကြံခဲ့တယ်လို့ရွာကန်ပြည်သူတို့ကရှင်းပြထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့မန္တလေးမြို့ကဒကြံရေကစားမန်းတပ်ဒီမှာစစ်ကောင်စီအုပ်စုကသူတို့လက်သက်မွေးထားတဲ့ပြည်သူ့စစ်အမိခံပြူစောထီတွေကိုလက်နက်ထုတ်ပေးထားပြီးတော့လုံခြုံရေးအဆောင်ချထားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မန္တလေးမြို့ချမ်းမြသာစီမြို့နယ်83လမ်းနဲ့105လမ်းမှာအာနာသိန်းအကြံဖတ်စစ်ကောင်စီနဲ့ New Star Light Company တို့ပူးပေါင်းပြီးတော့စောက်လုပ်ထားတဲ့မင်္ဂလာမန္တလေးဒကြံရေကစားမန်းတပ်မှာကာပိုင်တနက်ကင်ထားတဲ့ပြူစောထီတွေအင်အားရာခနန်းနီးပါးအဆောင်ချထားတာကိုတွေ့ရတယ်လို့ဒေသခံတို့ကပြောပါတယ်။ ်မင်္ဂလာမန္တလေးတကြံမန္တမှာပြည်သူစစ်ယူနီဖောင်းဝတ်ထားတဲ့သူတွေလုံခြုံရေးယူထားပါတယ်စစ်သားတချို့လည်းပါပါတယ်ကာပိုင်တနက်တွေကိုကင်ထားတယ်အင်အားများတယ်တော်တော်ကိုများတာအယုတ်ဝတ်တွေနဲ့ကောအကုန်လုံးပေါင်းရင်ယာကနန်းနီနီရှိတယ်လို့မြို့ကန်တွေကဆိုပါတယ်အဲ့ဒီရေကစားမန္တရှိမှသာမကမင်္ဂလာသီရိဘောလုံးကွင်းအရှိ68လမ်းတစ်လျှောက်နဲ့လေရင်ကွင်းဟောင်းဘက်မှာပါလက်နက်ကင်ထားတဲ့ပြူစောထီးတွေကိုတွေ့ရပြီးတော့လမ်းသွားလမ်းလာပြည်သူတွေကိုတားဆီးပြီးတော့စစ်ဆေးတာတွေလည်းလုပ်နေတယ်လို့သိရပါတယ်။ဒါအပြင်အဲ့ဒီတင်းကြံရေကစားမန်တပ်မှာဂျမ်းမာခေါ် ရေဒီယိုလိုင်းဖြတ်ဆက်တွေကိုလည်းတတ်ထားတယ်လို့ပြောပါရယ်။တချိန်ထဲမှာပဲမန္တလေးဈေးကြုံနဲ့ကျုံးဘေးကရေကစားမတ်တပ်တွေမှာလည်းအဆောင်ချထားတဲ့စစ်ကောင်စီအုပ်စုလက်နက်ကိုင်တွေကိုတွေ့ရပြီးတော့ပြူစောထီးတွေဖြစ်မယ်လို့မြို့ကန်တွေကပြောဆိုနေကြကြောင်းသတင်းရရှိပါရယ်ခင်ဗျာ။အခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စစ်ရေးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါရယ်ခင်ဗျာ။